အလူငွေလက်ခံတာလေးကိုကျွန်တော်ခဏရက်တန်ထားပါသေးတယ်ဗျာနော်အလူငွေလေးတွေပြန်ပြီးတော့လက်ခံပြင်ပြန်ပြောပါမယ်လက်ခံရကြည့်ထားတဲ့အလူငွေတွေကိုကျွန်တော်လိုက်လံပြီးတော့လှူဒန်းဖို့အတွက်စီစဉ်ဆောင်ရွက်နေရတာလေးတွေ နည်းနည်းအလုပ်များနေရာလေးရှိရတဲ့ကြောင့်မလို့ဒီအလူငွေတွေထက်ဝင်နေမှာဆိုရင်ကျွန်တော်တို့စည်ရင်းစစ်ရတာတွေနောက်ငွေသွင်းငွေထုတ်ကိစ္စတွေအဲပြီးရင်ဒီလိုမှတ်တမ်းပရီယိုမျိုးပေါ့နော်အလူရှင်နာမည်စင်းတွေရိုက်ပေးရတာလေးနေပေါ့နော်ဒီလူမဲ့ပိုင်းဘက်ကိုနည်းနည်းလေးအဲနှောင့်နှေးကြံ့ကြာစရာလေးရှိရတဲ့ကြောင့်မလို့ကျွန်တော်လက်ရှိရရှိထားတဲ့အလူငွေလေးတွေကိုပဲအာလိုက်လံပြီးတော့လှူဒန်းလိုက်ပါဦးမယ်အဲ့တော့နောက်ထပ်အလူငွေလေးထပ်ပြီးတော့လက်ခံပြီးရင်တော့ကျွန်တော်ဗီဒီယိုလေးတင်ပြီးတော့ပြပြပေးပါမယ်အဲ့တော့အခုတော့ကျွန်တော်ရဲ့အကောင့်တွေကိုငွေလွှဲတာလေး အဲရက်တန်ထားပါတယ်ငွေအလူငွေလက်ခံတာလေးပေါ့နော်အဲ့တော့အားလုံးပဲအကောင့်တွေကိုဒါငွေလွှဲလှူဒန်းခြင်းလေးကိုလည်းခဏလောက်ရက်ဆိုင်ပေးကြပါအောင်လို့နော်အားလုံးကိုမေတ္တာရက်ခံတောင်းဆိုအပ်ပါတယ်လာပြီးတော့အဲ့ဒါလေးပြောပြတာဖြစ်ပါတယ်ကျွန်တော်မနေ့ကလည်းအလူငွေလက်ခံတာလေးရက်တဲ့ကြောင်လေးတင်ထားတယ်ပေါ့နော်အဲ့လိုရက်တဲ့ထဲကနေပြီးတော့ပဲဒီနေ့လည်းထပ်ဝင်ထားတာလေးရှိပါတယ်ကျွန်တော်တို့9ရက်နေ့ည10:00နာရီအထိရရှိတဲ့အလူငွေစင်းရင်းနဲ့အလူချင်းစင်းရောကျွန်တော်ပြောပြထားပေးတာဖြစ်ပါတယ်အဲ့တော့9ရက်နေ့ည10:00နာရီရဲ့နောက်ပိုင်းကနေပြီးတော့ 9ရက်နေ့ဒီနေ့အခုဗီဒီယိုတင်တဲ့ညပေါ့နော်9ရက်နေ့ဗီဒီယိုဒီနေ့ညတင်ပြမလာတော့မသိပါဘူးနော်လေးလပိုင်း9ရက်နေ့ည9နာရီထိရရှိတဲ့အလှူငွေက43သိန်း9000တောင်းနဲ့မှ9000ထပ်မှန်ပြီးတော့ရရှိထားပါသေးတယ်။အဲ့ဒီအလှူရှင်တွေရဲ့နာမည်နဲ့ငွေစင်းလေးကိုကျွန်တော်ပြောပြပြီးတော့လက်ကျန်အလှူငွေလေးနဲ့ပေါင်းပြီးတော့စုစုပေါင်းကျွန်တော်ဒီမှာဘယ်လောက်ဆိုတာလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။မှတ်ချက်မှာမိုးမှငလျင်ဘေးအတွက်9000လှူပါတယ်ဆိုပြီးတော့9000လှူဒန်းထားပါတယ်။ဦးအောင်ကျော်ဦး ေါ်စိုးနန္ဒာလှိုင်မိသားစုကနေ9000လှူဒန်းထားပါတယ်။ဒေါ်မြမြဝင်းမိသားစုတူဝနာနေပြီးတော့1000လှူဒန်းထားပါတယ်။မှတ်ချက်မှာငလျင်ဘေးအလှလို့ရေးထားပါတယ်။အလှရှင်နာမည်တော့မရေးထားဘူးပေါ့နော်။ပေးပို့တဲ့အကောင့်နံပါတ်ကတော့ဇေယာထွန်းဆိုတဲ့အကောင့်နဲ့လှူဆောင်မှုအမှတ်နောက်ဆုံးလေးလုံးကတော့ခွန်ခွန်33ညာတသိန်းလှူဒန်းထားပါတယ်။ကိုအောင်မျိုးထွန်းကတသိန်းကိုဖြိုးစမုံသားဘုံသက်မိသားစုရန်ကုန်ကနေပြီးတော့9000လှူဒန်းထားပါတယ်။ ဩစတြေးလျကဥခင်မောင်ထွေဒေါ်ထေးထေးကြီးညီကိုမောင်နှမများနေပြီးတော့နှစ်သိန်းလှူဒန်းထားပါတယ်။သခိုင်းငလင်းကူငွေဆိုပြီးတော့ဒေါ်ချိုပန်းချံစုကြေးရွာရွှေပြည်သာမြို့နေရနေပြီးတော့9000လှူဒန်းထားပါတယ်။သခိုင်းငလင်းကူငွေဆိုပြီးတော့ကိုမင်းဦးရွှေပြည်သာမြို့နယ်ရန်ကုန်မြို့ဆိုပြီးတော့2000လှူဒန်းထားပါတယ်။မှတ်ချက်မှာစန်းစန်းကလေးဆိုပြီးတော့တစ်ဆက်တည်းရေးထားတာပေါ့နော်။ SAN SAN KNLY ဆိုတော့အဲ့တော့စန်းစန်းကလေး ကလေးမျိုးကစန်းစန်းလေးဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဟိုစန်းစန်းကလေးလိုပဲပြောလိုက်တယ်နော်3000လူနဲ့ထားပါတယ်လူသွားရင်တောင်းပန်ပါတယ်ကလေးမျိုးကစန်းစန်းဖြစ်မယ်တင်တယ်ဗျာနော်ဒေါ်အေးအေးမြင့်ရနေပြီးတော့9000ကွယ်လွန်သူဥမြအေးအားရည်စုရဲ့ကြံ့ရည်သူမိသားစုအလူဆိုပြီးတော့3000လူနဲ့ထားပါတယ်ဇကိုင်းငလင်အလူဆိုပြီးတော့ကိုသားကြီးမဖြူဖြူခင်မိသားစုက2သိန်းဦးမြင့်ဆွေဦးဒေါ်တင်တင်စိန်မိသားစုကနေပြီးတော့3သိန်း ခန့်ခန့်ငလင်အလူဆိုပြီးတော့တက်တောင်မမျက်မမျက်ဥမွန်မျက်ဥမွန်နေဗျာနော်မမျက်ဥမွန်ကတသိန်းမခင်တီတာက2000ကျွဲကိုဖြိုးအောင်စီမနီလာသိန်းတမီရွှွန်လဲအိမ်မိသားစုက3သိန်းဒေါခင်မြင့်နောက်မှာခွင်းစာခွင်းပေးလေးနဲ့ A K Y A W Z A I N G ပေါ့နော်အကျော်ဆိုင်လားမသိပါဘူး A A အကျော်ဆိုင်ဒေါခင်မြင့်အကျော်ဆိုင်အဲလွဲသွားရင်တောင်းပန်ပါလေဗျာနော် 69လမ်း38လမ်းထောက် MDY ကနေပြီးတော့မန်လေးရဖြစ်မှာပေါ့နော်မန်လေးရဒေါခင်မြင့်အကျော်ဆိုင်ဖြစ်မှာထင်ပါတယ်9သိန်း1ကျိန်6သိန်း1ကျိန်17သိန်းလှူဒန်းထားပါတယ်မှတ်ချက်မှာသခိုင်းငလင်အလှငွေလို့ပဲရေးထားပါတယ်ဥအောင်ဟင်းဆိုတဲ့ဥအောင်ဟင်းဆိုတဲ့ KB အကောင့်နဲ့လုံဆောင်မှုအမှတ်နောက်ဆုံးလေးလုံးကတော့1 4 9 9000ငါးလှူဒန်းထားပါတယ်မက်ကေတီမွေးနေ့အလှူဆိုပြီးတော့3 3 2500လှူဒန်းထားပါတယ်ပခုတ်ကူမြို့နယ် ံမမျိုးဥချစ်ကိုကိုမခင်မိုးဆွေမိသားစုကနေပြီးတော့9000လူတန်းထားပါတယ်။မှတ်ချက်မှာငွေပေးချေသည်လို့ပဲရေးထားပါတယ်။မောင်မျိုးချစ်ပိုင်းဆိုတော့ KBZ Pay အကောင့်နဲ့လှုပ်ဆောင်မှုမှနောက်ဆုံး၄လုံးကတော့9912ပါ1000ငွေလူတန်းထားပါတယ်။ကိုအောင်တီဟဆောမအေးမိခိုင်တာမောင်မင်းမန်ခတားငယ်လေး မိသားစုဆိုပြီးတော့တသိန်းလှူဒန်းထားပါတယ်။မတ်ချိုချိုထွေးငလျင်ဘေးအလှူဆိုပြီးတော့2သိန်းလှူဒန်းထားပါတယ်။ကိုသဲဇော်မတ်တန်နာဖြူမိသားစုကနေ6သိန်းခွဲလှူဒန်းထားပါတယ်။ကိုအောင်စင်မင်းမတ်စွန်မီမီမိသားစုက9တောင်း။ဦးဝင်းနိုင်မော်ဒေါ်အေးအေးကျူမိသားစုကတသိန်းမယွန်းဝတီမေမော်ကတသိန်းမတ်သက်စင်ဖြူကတတောင်းအဟိမတူပီ မတူပီမျိုးရှိရယ်နော်။အဲအဟိမတူပီကအဟိက9တောင်း ကလေးမျိုးကအသေးအား9တောင်းမတူပီကအန်ဂျီပန်းလေးတဲ့အန်ဂျီလွဲရည်ရဖြစ်မဲ့တင်နေဗျာနော်အန်တီပန်းလေးလားအန်ဂျီပန်းလေးလားမသိပါဘူးဗျာနော်ရေးထားတာတော့မှတ်ချက်မှာ NY ပန်းလေးမတူပြီလို့ရေးထားတာပါเนาะအဲ့တော့မတူပြီမျိုးက NY ပန်းလေးလား ND ပန်းလေးလားမသိဘူးပေါ့เนาะလွဲသွားရင်လည်းတောင်းပါပါတယ်ရေးထားတဲ့အတိုင်းလေးပြောပြပေးလိုက်ပါတယ်9000ဆိုပြီးတော့လူတန်းထားပါတယ်ဗျာเนาะ9ရက်နေ့ည7နာရီနောက်ပိုင်းနေပြီးတော့6ရက်နေ့ဝင်တဲ့အလူငွေရဒီနေ့9ရက်နေ့မနက်ပိုင်းဝင်တဲ့အလူငွေရစုစုပေါင်းလက်ခံရရှိတဲ့အလူငွေကတော့ 43သိန်း9000နဲ့မှ9000ဖြစ်ပါတယ်ဗျာเนาะကျွန်တော်နောက်ဆုံးတင်ထားတဲ့အလူမတန်းဗီဒီယိုမှာအာကျွန်တော်စီမှာကြံတဲ့လက်ကျန်အလူငွေစည်ရင်းလေးကိုပြပြပေးထားပါတယ်ကျွန်တော်အာလောင်ရွာဖုံးကြောင်းမြောက်သွားလူတဲ့ဗီဒီယိုနောက်ဆုံးမှာပြပြထားတယ်ဗောနော်လက်ကျန်ငွေကတော့သိန်း350 3သိန်း8160အဲ့တော့3350 3သိန်း8160 ਨੇ အဲဒီဒီအခုပြောသွားတယ်ဗောနော်43သိန်း9500 ਨੇ ပေါင်းလိုက်တဲ့ချိန်မှာတော့စုစုပေါင်းကျွန်တော်စီမှာသိန်း390 9560ကျန်ရှိပါတယ်ဗျာနော်အဲ့တော့ကျွန်တော်လိုက်လှလှပေးနေပါတယ်ဗျာနော်အလူရှင်ရဲ့ကိုစားပေါ့နော်အလူငွေရတိုင်းမျော့မသွားပါဘူး ကျွန်တော်စီကိုရေယုံကြည်နဲ့တောက်လျှောက်လှူနေကြတဲ့သူတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်။ဝမ်းလည်းဝမ်းသာပါတယ်။အားလုံးကိုစားပါတော့ဟိုဂုံလဲဂုံယူပါတယ်။အားလုံးလေးလေးလေးစားပါတယ်။ဒီထက်မှကလည်းလှူနံတန်းနိုင်တဲ့သူတွေဖြစ်ကြပါစေလို့အားလုံးကိုဆုတောင်းမေတ္တာပို့သပါတယ်ဗျာနော်။အဲကျွန်တော်စီမှာဘယ်လှူဒန်းကြတဲ့လူမျိုးစုစုပေါင်းကကျွန်တော်600ကျော်900နီးပါးလောက်ရှိသွားတယ်ထင်တယ်ဗောနော်။စုစုပေါင်းကတော့ကျွန်တော်ပြန်ကြည့်အောင်ပါဗောနော်။တိတိကျကျတော့မဟုတ်အဲနီးပါးလောက်တော့ရှိသွားပါပြီ။ကျွန်တော်တရက်ချင်းလှူဒန်းမှု လက်ကြံလူငွေတွေကနေလှူဒန်းတဲ့လူငွေကိုနှုတ်တယ်ပြီးရင်လက်ကြံအောင်မှာဝင်လာတဲ့လူငွေနဲ့ပြန်ပေါင်းတယ်မှတ်တမ်းဗီဒီယိုတွေကိုကျွန်တော်စပြီးတော့လှူဒန်းပေးတဲ့နေရာနေစပြီးတော့တိတိကျကျနဲ့တရရှင်းတင်ပေးထားပါတယ်ဒါအလူရှင်တွေကျွန်တော်ဗီဒီယိုစောင့်ကြည့်နေကြတဲ့သူတွေဆိုရင်ဒါကျွန်တော်တိတိကျကျနဲ့စီစဉ်ဆောင်ရွက်ပေးနေရဆိုတာကိုအများပြည်သူသိရှိမှာပါဗောနော်အဲ့တော့ကျွန်တော်အလူငွေလက်ခံတာလေးကိုတော့ခဏရက်တန်ထားပြီးတော့အခုကျွန်တော်ဆီမှာရှိနေတဲ့လှူပေးရမယ့်လက်ကြံပစ္စည်းတွေရဲ့ ပြီးဒီသိန်း390ခွန်သိန်း9160ရေကိုကျွန်တော်တို့လိုက်ပြီးတော့လှူဒန်းပေးဖို့အတွက်လိုအပ်တဲ့နေရာတွေကိုလိုက်လှူဖို့အတွက်ကျွန်တော်စီစဉ်ဆောင်ရွက်လိုက်ပါအောင်မယ်အဲ့တော့အလူငွေလက်ခံတာလေးကိုရက်တန်ထားပါအောင်မယ်ဗျာနော်ထပ်မံပြီးတော့အဲ့ဒီအလူငွေတွေလှူဒန်းပေးသွားပြီဆိုတဲ့အချိန်မှာကျွန်တော်ဆက်လက်ခံပြင်းရင်လည်းဗီဒီယိုလေးတင်ပြီးတော့ပြပြပါမယ်နောက်ထပ်လိုအပ်ချက်ရှိတဲ့နေရာလေးတွေကိုကျွန်တော်တင်ပြပြီးတော့လှူခြင်းတဲ့သူတွေလည်းလှူလို့ရအောင်ဆက်လက်ပြီးတော့စီစဉ်ဆောင်ရွက်ပေးသွားပါမယ်ဗျာနော်အဲ့တော့အလူငွေလက်ခံတာလေးကိုတော့ကျွန်တော်ဒီနေ့ကိုရရနေ့ ညာဘက်မှာနေပဲပိတ်လိုက်ပြီးတော့ဆက်ပြီးတော့လက်မခံတော့ပါဘူးဗျာเนาะအဲ့တော့နောက်ရက်၁၀ရက်နေ့ကနေစပြီးတော့ကျွန်တော်စီကိုအလူငွေလွှဲတာလေးတွေရက်တန့်ပေးထားကြပါအောင်ဗျာเนาะကျွန်တော်စီကိုဆက်သွယ်ပြီးတော့ရေယုံကြီးနဲ့လှူဒန်းတဲ့သူတွေအများကြီးပဲဗောနော်အဲ့တော့တချို့တွေကိုလည်း ဆောင်မပြန်ပေးနိုင်တာ messenger မှာ telegram ဖက်မှာအများကြီးရှိပါတယ်အားလုံးကိုလည်းတောင်းပန်ပါတယ်ဗျာနော်ကျွန်တော်ဘက်မှာအများနဲ့ဆိုတော့ကျွန်တော် live လုပ်ရတဲ့ကိစ္စတွေပိုင်းနဲ့ season ဆောင်ရတဲ့ပိုင်းတွေဗောနော် video ရရတာတွေမှတ်တမ်း video video edit လုပ်တာတွေရောဗောနော်ကျွန်တော်တို့အဖွဲ့ကြီးလည်းမဟုတ်ဘူးဒါကျွန်တော်ဆိုင်ကလေးနဲ့တငယ်ချင်းတွေနဲ့စူပါမီလုပ်တာဖြစ်တဲ့ကြောင့်မလို့ဒါကိုတက်နိုင်တဲ့တော့အကောင်းဆုံးစူးစမ်းပေးနေပါတယ်ဒီလှူခြင်းတဲ့သူတွေအများကြီးပဲဗောနော်ကျွန်တော်အားလုံးကိုလက်ခံပြီးတော့လှူပေးခြင်းပါတယ်ဗျာလိုအပ်တဲ့နေရာကြီးလည်းအများကြီးရှိပါတယ်သို့တော့လေကျွန်တော်စာမပြန်ပေးနိုင်တာလေးကိုနားလည်ပေးကြဖို့လေအားလုံးကိုမြေတားရက်ခန့်တောင်းပန်အပ်ပါရပါတော့။ကြည့်အားလုံးပဲ ကျေးဇူးအများကြီးတင်ပါတယ်အလှူမဲ့တန်းဗီဒီယိုလေးမှာပြန်တွေ့ကြရင်ပြန်နော်ကဲအလုံးမဲ့ဒီထက်မှကလှူနေတတ်နိုင်တဲ့ပုံစံတွေဖြစ်ကြပါစေဗျာ